လူသူကတာဝန်ချေပါတယ်ဒီမှာရှိတဲ့ညီကောင်မတွေတိလာမတိလာမသိဘူးကျွန်တော်တို့တလားတလားအခုဘန်ဒါငွေရရှိမှုဂရီနီပြည်နယ်မှာသိန်း9000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ဖြစ်ပါအဲ့ဒီသိန်း9000လောက်ထဲမှာသိန်း4000လောက်ကကာကွယ်ရေးဖက်မှာအသုံးပြုတာဖြစ်ပါတယ်သိန်း4000ဆိုရဲချီပတ်စအရေးအတွက်ဟာဥပမာ AKG 4သိန်းဝယ်လို့ရပါတယ် ကျွန်တော်ဒီမလာခင်မှာစစ်တပ်တရင်တရင်ကိုကျွန်တော်တို့တိုင်းတယ် AKG တိုင်းကြော်လေးပဲကောတရင်တရင်ကိုပြန်များအားဖြင့်တိုင်းနဲ့တိုင်းလို့ရတယ်ဆိုရဲသဘောဖြစ်ပါတယ်တလားတလားရတဲ့ငွေတွေကကြီးစံ၄သိန်းဝယ်လို့ရရင်အ ਨੇ ဆုံးတရင်နှစ်ရင်သုံးရင်ကိုတာလေးတိုင်းလို့ရဒါပေမဲ့စိတ်စိတ်ပြက်เสียပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်နှ percent ကလလတာကဘယ်နှ percent KND ကဘယ်နှ percent ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ခွက်ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းကွဲပြီးတော့မှဘယ်တက်ရင်မှမတိုင်နိုင်ပဲဖြစ်နေရပါဘူးအဲ့တော့လူထုအနေနဲ့ဒါတွေကိုမြေများသွန်းအောင်ပေးဖို့လိုပါတယ်ကျွန်တော်တို့ဒီနဲ့စစ်ကောင်စီကိုအနိုင်ရဖို့ကနံပါတ်1စီလုံးရမယ်နံပါတ်2ရှိတဲ့ resource တွေကို ုံဩပြီးကျွန်တော်တို့သုံးနိုင်မှပဲနိုင်မှာဖြစ်ပါတယ်အဲတော့အခုချိန်နေမှာကတော့ကြိုးစားဆဲဖြစ်နေတယ်ကျွန်တော်တို့ဒီမှာရှိတဲ့ background တီတီတချို့လည်းဒီမှာလာကြတဲ့ဟိုဖွဲ့စည်းတီတီရဲ့နောက်ခံနေရှိပါလိမ့်မယ်မိမိဖွဲ့စည်းတယ်မိမိရဲ့ယင်းရယင်းဒီကြောင်းတွေကိုပြန်ပြီးတော့မှပြောပြနိုင်ဖို့ကျွန်တော်တို့ဒီ today's ကပါချင်လိုက်ဖြစ်ပါကျွန်တော်တို့မှာငွေရှိတယ်ကျွန်တော်တို့မှာလူရှိတယ် ကျွန်တော်တို့မှာတက်သိရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်နေတဲ့ဆိုလို့ရှိရင်တော့အစွမ်းတော့ကျွန်တော်ပြောတဲ့ organization နဲ့ centric အရင်များနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်မအောင်နိုင်သေးတာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့သုံးရမယ်ကျွန်တော်တို့အမြန်ဆုံးဒီစိတ်မိတ်ဆာတွေကိုကျွန်တော်တို့တွေသွန်းလှန်နိုင်ဖို့ရအတွက်လဲထိုးနိုင်ဖို့ရအတွက်ကျွန်တော်ဆက်ကြိုးစားဒီနေ့ထိညပြင်ချိန်မှာဆိုလို့ရှိရင်စစ်ကောင်စီက through so ဆက်လေအကြောင်းပြုတ် သူရဲ့စိတ်ရိတ်ခါကားတွေအများကြီးရောက်သွားပြီဖြစ်တယ်။တိလေးလုံးမစခင်ခြေလေးကိုပြန်ရောက်သွားတဲ့ခြေလေးမျိုးဖြစ်တယ်။ကျွန်တော်တို့အများကြီးပြန်လှုပ်လှုပ်ပြီးတော့မှပြန်တိုက်ယူရမယ့်ခြေလေးမျိုးရှိနေတယ်။အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်းချိန်တာရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်နဲ့အတူတူပြန်လာပြီးတော့မှ တိုက်ခိုက်ဖို့ရအတွက်အဝဲတွေအတူတူခံဖို့ရအတွက်ကျွန်တော်ပြန်ဖိတ်ခေါ်လို့